ဆရာငယ်ပါခင်ဗျာနော်ဆရာကဒီနေ့2025ခုနှစ်17လပိုင်းအဲနိုဝင်ဘာလအတွက်တလဆာဗုဒ္ဓဘူးရာဟုတာသမီတွေအတွက်ရှောင်းရံဆောင်းရံကိုဆရာကဟောကြားပေးมาဖြစ်တဲ့အတွက်ဥစွာပထမဒီ2025ခုနှစ်17လပိုင်းအတွင်းမှာဗုဒ္ဓဘူးရာဟုတာသမီမိတ်ဆွေတွေအားလုံးဘေးပြာမှန်းမြောက်ဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုတာလိုက်ပါတယ် ကျတော့အချိန်နဲ့တွေ့ရနေပြောင်းလာတာအခုဆိုရင်ဟာလာဒလာကနေစပြီးတော့ဇန်နဝါရီကစလို့အခုဆိုရင်နိုဝင်ဘာလရောက်လာပြီအဲ့တော့ဗုဒ္ဓဘုရားကြောင့်ဒါပြီးမိတ်ဆွေတွေအတားလဲစားတဲ့နှစ်မရဏအိမ်လဲလာတည်တဲ့နှစ်ဆိုတော့မိတ်ဆွေဗုဒ္ဓဘုရားကိုဒါသမီးတွေကကံအရှင်ကြီးဒီတနှစ်ဟာပြီးခဲ့တဲ့၁၀လအတွင်းမှာဘလို့ရှင်နေတွေရှိခဲ့မလဲဘာတွေကိုအဖက်တင်ခဲ့ပြီးဘာတွေများဆုံးရှုံးတယ်လဲကံကောင်းစေတဲ့နှစ်လားကံညံ့စေတဲ့နှစ်လားသို့မဟုတ်ရင်ကံအရှင်ကြီးဟာဒီလောက်ပဲတာမန်ထက်တော့ထူထူးထူးမရှိပါဘူးလားဆိုတာဆရာကို comment တွေမှာမှတ်ပြီးကြရပါဦး။ဆရာအခုတလစာလေ့ရှင်းနေတာများပြီဆိုတော့စလိုက်ကြရအောင်။ဒီနောက်ကငါကုန်းနဲ့ဆက်တလပိုင်းနိုဝင်ဘာလအတွင်းမှာဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတို့ရဲ့တလတာကံကြမ္မာကိုတားတော့နဲ့ဆွဲတဲ့အခါအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွာစိတ်နှစ်ခွာဖြစ်နေတယ်။ဒါကိုပဲလုပ်ရင်ကောင်းမလား။ဟိုကဘယ်လုပ်ရင်ကောင်းမလားဆိုတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့အစဉ်ပြေခြင်းနဲ့စိတ်တွေမျောလင်းတောင်းတထားတဲ့အရာနှစ်ခုရှိနေတယ်။ယာလူလက်တိုးခြင်းနဲ့ အဲနေရာထိုင်ခင်းလဲပြောင်းကျင်တာမျိုးအဲရာရာဘူးအိမ်လဲပိုင်ကျင်တဲ့ယောက်ျားလဲရာကျင်တာမျိုးဒီလိုမျိုးစိတ်ထဲမှာစိတ်နှစ်ခုအလုံးနှစ်ခုစိတ်နှစ်ခွာအလုံးနှစ်ခွာဖြစ်နေတတ်ပြီးတော့မျောလင်းကျန်နှစ်ခုဖြစ်နေတဲ့ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေပုတ်တခုရောက်တာသမီးရကျင်းသေးပါတယ်ဒီ7လပိုင်းတွင်မှာမိတ်ဆွေတို့အနေနဲ့ကံဟာကောင်းတဲ့ပတ်မှာရောက်ရှိနေပါတယ်အထူးသဖြင့်အခြားနေသားတွေထဲမှာတော့ဘုတ်တခုရောက်တာသမီးရဒီတလတာတော့တွင်မှာဆိုရင်တော့7လပိုင်းရကံဟာရှိနေရမိတ်ဆွေတို့အတွက်ကံကောင်းတဲ့ပတ် အကံအားဖြင့်တဏှာဖြင့်ပြောရရင်အဟိုအစိုးတွေကနေပြီးတော့အညံ့တွေကနေပြီးတော့ကောင်းမွန်လာတာမျိုးလောတမယအစဉ်ပြီးအောင်မြင်မဲ့နှစ်ဖြစ်ပါအောင်မြင်မဲ့လားဖြစ်ပါလေဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ဖြင်မမြဲသောကိစ္စလေးတွေနေရာတိုင်းနဲ့အပြောင်းလဲလေးတွေအိုးအိမ်ချမ်းမြေနေရာတိုင်းနဲ့အဆောက်အဦနဲ့ပတ်သက်ပြီးပြောင်းလဲဆောက်ရှင်တဲ့မိတ်ဆွေများရှေ့တို့လှုပ်ဆောင်ရတော့အာသာကောင်းမွန်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအလုတ်တစ်ကြီးမှာ အလုတ်အဟောင်းကြီးကိုဆက်ပြီးတော့စူးစမ်းလှုပ်ဆောင်နေတာမျိုးအစင်မပြေပြောင်းစူးစမ်းဆွမ်းဆောင်နေတာမျိုးထက်လုပ်ငန်းအပြောင်းလဲအလုတ်အပြောင်းလဲဖြစ်စီပလန် A ပလန် B ဆိုပြီးတော့စိတ်နှစ်ခုစိတ်အလုံးနှစ်ခုလေးတွေမှာစဉ်းစားထားပြီးတော့လှုပ်ဆောင်တာမျိုးလေးတွေဖြစ်စီစနစ်တကျနဲ့စီးနဲ့တေချာကိုလှုပ်ရင်အနာဂတ်မှာဒီမှန်းချက်နဲ့တိုးတက်မှုတွေအားသာကောင်းမှုပဲလာဖြစ်ပါလေထို့အပြင်ဗုဒ္ဓဘုရားသာသမီတွေဒီဆက်လာပိုင်းတွေမှာဆိုပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့ နှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးနှစ်တရာများတယ်เนาะနှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးတစ်ချိန်နဲ့တော့မပြီးမပြတ်ပဲနဲ့အဲဟိုချစ်တို့ဆောင်ရဝင်ဝင်ဆောင်ဖို့ပဲတင်းနှံ့ပကြီးပပုပေးနေအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စေအဲအင်တာဗျူးလို့ဆနလောပီပွားခီးသွားတော့ဘာသာစကားလုံးနဲ့ပတ်သက်လာရင်လည်းနှစ်ခါလောက်ဖြီကာမှအောင်မြင်တာမျိုးနှစ်ကြိမ်လောက်တော့လောက်ရတဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်တာမန်ဖြတ်တော့အားမလျှော့စေဘူးကြောင့်လည်းတကယ်လို့မှအားနည်းခဲ့ရင်လည်းကိုယ့်ရဲ့ကံကိုကဒီလိုဖြစ်ကြောင်းလည်းအားပေးခြင်းပါလေ ကောင်းပြီဒီတလတာတော်နေမှာဆိုရင်နိုင်ငံခြားခီးသွားနဲ့ပတ်သက်လို့ရှေ့လို့ဆောင်ရလွတ်ဆောင်မှာ passport လုပ်ငန်း visa လုပ်ငန်းခီးသွားလုပ်ငန်းတွေရှေ့လို့ဆောင်ရလွတ်ဆောင်လို့ကောင်းတဲ့ပြင်ငဘောကကြန့်ကြာနေတော့မိတ်ဆွေများဒီလမှာတော့မှနိုင်ငံခြားခီးထွက်ရတာမျိုးပြပခီးထွက်ရတာမျိုးလေးတွေရဝေးခီးသွားရတာမျိုးလှုပ်လှုပ်ရှားရှားလှုပ်လှုပ်ရွာဖြစ်ရင်အ ပြောင်းလဲတဲ့တိုးတက်မှုတွေရရှိပြီးတော့ငကိုကခက်ခဲနေသောမိတ်ဆွေများလုပ်ငန်းဟောင်းကြီးမှာအဆင်ပြေအောင်ကြိုးစားနေတာမျိုးတက်အလုတ်တက်ကလေးစတင်တာမျိုးလှုပ်လှုပ်ချာချာအပြောင်းလဲလေးနဲ့ပြုပြင်လုပ်လိုက်ရင်အာသာတိုးတက်ပြီးတော့ကံကောင်းစေသောလဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပါရစေ။ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငကူကဟလာခီးသွွားကိစ္စနေရာတိုင်းကိစ္စယာဓုလုံလန်းကိုင်ကနဲ့ပတ်သက်ယာဓုတိုးဖို့ယာဓုတက်ဖို့မျှော်လင့်တောင်းတနေတော့မိတ်ဆွေများယာဓုတိုးခြင်းယာဓုတက်ခြင်းတွေချိန်တွေကိုကြုံရမယ်လာဖြစ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်အပြောင်းလဲလေးနဲ့ရှေ့တူလှုပ်ဆောင်လိုက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေမယ့်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေဒီနေ့တော်25ခုနှစ်စက်တလပိုင်းမှာဗုဒ္ဓဘုရားအောင်သာသမီးတွေအယောင်းဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ် ထို့ပြင်အထက်အလိမ့်နဲ့ပတ်သက်တာတွေ social media influencer နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်။ကုန်သွယ်ရေးဆက်သွယ်မှုဆိုင်ရာတွေကွန်းလို့ပြောင်းလို့เนาะအထို့ပြင်ဟိုအတွင်းထွက်ကုန်ပစ္စည်းတွေအထက်အလိမ့် TT ပနတ်ဒေါ်လာဒီဇယ်လောင်းစားစီအစရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးဝါဆိုင်ရာလုပ်ငန်းတွေအယောင်ဝင်နဲ့ပတ်သက်တာမျိုးတွေအဲရေနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေအလှပရေးအလှကုန်ဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေဖန်စီလုပ်ငန်း အဲစားတောက်ကုန်လုပ်ငန်းကျွန်တော်တို့ပေါ့ဟိုခီးသွားဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာအော်ပရေတာအဆရှိတဲ့လုပ်ငန်းတွေသို့မဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒီတလတာတော့ဒီမှာဆိုလက်လွန်ထားသောငွေကြီးတွေကိုတော့ပြန်လဲတောင်းဆိုတာမျိုးတွေဟာငွေကြီးပြန်လဲရရှိတတ်တော်လာဖြစ်ပါတယ်အဝေးကနေပြီးတော့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ယုံထွက်ပြီးတော့လှုပ်ဆောင်လိုက်တာမျိုးတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးနဲ့ရှေ့တူဆောင်ရခြင်းအဲအခွင့်အလမ်းကောင်း အစနာလိုမျောလင်းချက်ကောင်းတွေကိုလက်ဆုပ်လက်ခံရယူခြင်းနဲ့တိုးတက်နိုင်ပါတယ်။ OA ချန်ပီယံဝယ်နေသူတွေ OA ချန်ပီယံ ဆွမ်းလာလို့ဘောဟိုရှေ့တို့ပိုင်ဆိုင်လာအားတာမျိုးတွေစူတောင်းပြတာမျိုးတွေမမြင်ရသောပုံကူတွေရဲ့အကူအညီအထောက်ပံ့လေးတွေကြောင်းအိုအေချမ်မီပိုင်ဆိုင်ရတာမျိုးတွေဂျုံဝတ်တက်တဲ့အတွက်တော့မိတ်ဆွေဗုဒ္ဓဘုရားဥသာသမီးတွေကဒီတလာတာတော်တွေမှာဆိုလို့ရှိရင်တော့ဘာကိုမဆိုရှေ့တို့ပြီးတော့အားတာကောင်းမှာတယ်ငကိုကသာသမီးနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတဲ့ကာလလေးတွေတောင်မှဒီကာလမှာမေတ္တာရေးတို့အေးချမ်းမှုတို့အစဉ်ပြေမှုတွေအောင်မြင်မှုတွေတိုးတက်မှုတွေရရှိမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်တာဆိုလို့ရှိရင်ငကိုကတောင်းအပ်ခံနေသောမိတ်ဆွေတွေဆိုရင်လည်းရဲရဲတင်းတင်းနဲ့ ်းနဲ့ရှင်းဆိုင်ဖေးတူဖေးတောင်းတာမျိုးဖြစ်စေတင်းတင်းရင်ရင်ခက်ပြက်ပြက်ပြောပြီးလှုပ်ဆောင်တာဟာပုံမူအသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လှဖြစ်ကြောင်းထားလောင်းပြောကြလိုက်ပြသည်အဲဒါအပြင်အလုတ်ကင်နဲ့ပတ်သက်လာတဲ့အခါမှာတပည့်လက်သားသာသမီရဲ့အကူအညီထောက်ကူကိုရရှိတတ်တာမျိုးလေးတွေဂျုံကတက်တဲ့အပြင်ငွေကြေးနဲ့ပတ်သက်လာရင်ဘလောက်ပဲခက်ခဲစီကမှုကိုကိုတိုင်းဥစည်းဥဆောင်ပြီးတော့ချစ်တိုးဆောင်ရွက်ပြီးတော့ဆုံးဖြတ်လိုက်ရင်ငွေကြေးကံအသာကောင်းမှုပြီးကံကောင်းလာစီမှာအသေးစားပဲဖြစ်တယ်တိထားမယ့်အချက်လေးတွေကိုဆရာပြောပြခြင်းပါတယ်ဒီလက်ထာတော်တွေမှာဆိုရင် စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်အထူးသဖြင့်စေတနာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေပရဟိတဆိုင်ရာလုပ်ငန်းလေးတွေမှာတော့ဝင်ရောက်ပြီးတော့သူများမိသားစုဂျာတွေထဲမှာကိုယ်ကဝင်ရောက်ပြောဆိုတာမျိုးလေးတွေမှာမလို့အလားအဖယ်နဲ့အခက်အခဲလေးတွေအကြံ့ကြာလေးတွေနည်းနည်းလေးဟိုဟိုကိုကိုကိုစိတ် အခမတင်လို့ဖြစ်ရတာမျိုးလေးတွေစေတနာနဲ့ဖြစ်လိုက်ပေမဲ့ကိုကဝေဒနာမြင်သွားတာမျိုးလေးတွေကြောင့်တော့ပฏิပက္ခပြဒနာလေးတွေကိုတတိထားဆင်ခြင်ပေးရန်လိုအပ်တော့ကာလဖြစ်ပါတယ်။ဒါအပြင်စကားအများကြီးပြောရသောလုပ်ငန်းတွေနည်းနည်းလေးကန့်အားနည်းစီသောကာလဖြစ်ပြီးရည်ရွယ်ချက်မျှော်လင့်ချက်မျှော်မှန်းချက်တွေကိုတော့ကြိုတင်ပြောရင်ပြတ်တတ်သောကာလဖြစ်ပါတယ်။ထို့အပြင်ဆက်ပစ္စည်းအသစ်တွေယင်အသစ်တွေ တတိထားဆင်ကျင်ဆောင်ရွက်ပေးရန်လိုအပ်ပါတယ်။အိမ်နွေးကိစ္စအမိသားစုရေးကိစ္စလေးတွေမှာနည်းနည်းလေးညီအကိုမောင်နှမတွေရဲ့စိတ်ပင်ပန်းမှုစိတ်မောလူမောစိတ်ဆင်းရဲမှုပေးတာမျိုးလေးတွေညီအကိုသွေးချင်းတူတုံစင်းမိသားစုဝင်အတွင်းမှာမှဖြစ်စေမိမိနဲ့အတူရှိနေသောဆွေမကင်းမျိုးမကင်းဆွေမျိုးသားချင်းတွေရဲ့အဲတော့ကလေးဒီနည်းနည်းကိုကဥဆောင်ဖြည့်ချင်းပြရတာမျိုးလေးဂျုံရတတ်တဲ့အတွက်တော့လေစိတ်ညရတတ်တော့ကလာပိုင်းခြားဖြစ်ပါတယ် ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ရင်သတိထားဆင်ခြင်မှာကိုယ့်ကိုအဲဆွနာလိုအနိုင်ယူတာမျိုးတွေတခုမဟုတ်တခုအဲဆွနာလိုပေါ့ဟို ဟိုကောင်းကျိုးမပေးတာမျိုးလေးတွေဂျုံအပ်တတ်တဲ့အတွက်တော့မိတ်ဆွေတို့ဗိုလ်တပည့်ရအောင်သားသမီးများအနေနဲ့အဲမိတ်ဆွေဟောင်းပေါင်းတင်ဟောင်းနေတဲ့ပတ်သက်ရင်အသတိပြုစင်ကြမှာထို့အပြင်မိတ်ဆွေတို့အနေနဲ့အာမခံလုပ်ငန်းတွေကိုနဲ့မဆိုင်သောကိစ္စတွေကိုဝင်ရောက်ပူညီဖြည့်ရှင်းပေးတဲ့လုပ်ငန်းလေးတွေမှာတော့သတိထားစင်ကြပေးရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းဖြတ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့စာအစားတောက်ကုန်လုပ်ငန်းတွေစက်ပစ္စည်းရင်အစ်စ်နဲ့ပတ်သက်တာတွေသတိထားစင်ကြပေးရလိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါစေတနာကိစ္စလေးတွေဝေဒနာဖြစ်တဲ့ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်မိမိတို့ရဲ့စိတ်ထဲမှာ ဆက်ကနေပေါ်လာတာဒီဒေါသနဲ့ပြည့်ချင်းတာမျိုးတွေတခုခုအလင်းစလိုဆုံးဖြတ်တာမျိုးတွေဟာမိတ်ဆွေဘုတ်တခုရောက်သာသမီတွေအကံကိုအားနည်းစေပြီးတော့ ကံညံ့စီသောကာလဖြစ်ပါတယ်။ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တုန်းဆောင်ရွက်လှုပ်ဆောင်တဲ့အလူခံဆွမ်းနာလို့ပေါ့အလူတန်းနဲ့ပတ်သက်တာမျိုးတွေမထင်မှတ်ပဲနဲ့ကြီးမားသောအလူတွေရရှိတာမျိုးဖျားပုံတီးပုံတော်ဇေဒီအဆရှိတဲ့အာရလေးတွေလက်ဆောင်ရရှိတာမျိုးတွေကထူးထူးခြားခြားပူညီမဆမှုတွေရရှိတတ်တယ်။လူမျိုးခြားနေရာခြားဘာသာခြားတွေတိုင်းတစ်ပါးတွေရဲ့အကျိုးပေးမှုတွေတွေအကျိုးပြုမှုတွေတွေကိုကြုံရတတ်သောကာလဖြစ်ပြီးတော့ တချိန်ကကို့မှာအခက်အခဲတွေအကြအတဲတွေဖြည့်ရှင်းမှုတွေအစမပြေမှုတွေကိုတော့ဒီကာလမှာပြဿနာရဲ့လမ်းစာကိုကောင်းမွန်ပြီးတော့အောင်မြင်မဲ့လာဖြစ်ပါတယ်။ကျမ်းမာရင်နဲ့ပတ်သက်လာရင်အစာရင်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးတွေတွေတတိတာဆင်မြင်မှာ အဲလေချောင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒလေချောင်းနာရာမျိုးအတန်နဲ့ပတ်သက်တာမျိုးဒီဒီမှာ3ပြုစင်ကျင်ရအတွက်လိုအပ်ပြီးတော့အတန်နာရာမျိုးချောင်းဆူချွတ်တလေးဖြစ်တာမျိုးဒါမျိုးတွေစီးနဲ့ပတ်သက်ပြီးအောင်းနာမျိုးအစာရင်နဲ့ပတ်သက်ပြီးအခြေခံရှိတဲ့မိတ်ဆွေများ3ပြုစင်ကျင်ရအတွက်တော့လိုအပ်သောကာလပိုင်းရှားဖြစ်ပါလေ။ကျန်တာကတော့ဘာမှစိုးရိမ်စရာမရှိပါဘူး။လူငယ်တွေအခြေရင်နဲ့ပတ်သက်လာရင်အိမ်တော်ပြုခြင်းစစ်ဆက်ခြင်းတွေအားသာကောင်းမှုတို့တတ်နိုင်ပါလေ။အဲ ထို့အပြင်သမီးသားများအနေနဲ့ဖူးစာပတ်အမှန်တကယ်ပေါ်ခြင်းဖူးစာပတ်ရဲ့အထောက်အကူကိုရရှိခြင်းအိမ်တော်ဘက်ရဲ့အထောက်အကူကိုရရှိခြင်းတွေကြုံရမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြပြီဒါအပြင်မိတ်ဆွေဘုတ်တပူရအောင်တာသမီးမိတ်ဆွေများအနေနဲ့အဒီတလာတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်အပြိုင်ဆိုင်အတိုက်ခိုက်တွေအများကြီးတက်တဲ့အတွက်ဘာကုန်မဆိုးကြိုတင်ဖွင့်မပြောပါနဲ့အပြက်သဘောလေးတွေအပြက်သဘောလေးတွေအများကြီးဝင်တတ်ပါလေအိမ်တော်ရင်းနဲ့ပတ်သက်လာရင် အိမ်အောင်ဘက်ရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပฏิပက္ခပြဿနာတတ်တာမျိုးလေးတွေအကြီးအကျယ်ပြဿနာတတ်တာမျိုးတွေရုံးရောက်ကြက်ရောက်အမှုအမှုရင်ဆိုင်တရားအဖြစ်ချင်းပေါင်းနေနဲ့အလုချုပ်တတ်တော်လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စအိမ်အောင်ကြီးနဲ့ပတ်သက်လာလို့ပြဿနာအရှိတီလာညီကိုမောင်နှမလေးတွေနဲ့မှတကြောင်မိမိရဲ့အိမ်အောင်ဘက်မှာတကြောင်ဒီလိုကိစ္စလေးတွေကြောင့်သား ပြဿနာပဋိပက္ခတွေများစွာပေါ်လာနိုင်ပြီးတော့ကျန်တာဘာမှမဖြစ်ပါဘူးမိမိအိမ်တော်မှမသိအောင်ဘာကူမှစတင်လှုပ်ဆောင်တာမျိုးလေးတွေမလုပ်ပါနဲ့တတိပြုစင်နေရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဘာကိုတတိပြုစင်နေရမလဲဆိုတော့ ဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်တော့မထင်မှတ်ဖဲနဲ့စိတ်တော့ကပြီးမဲ့လူတွေညာအကိုရှိကိုရောက်ရှိလာတာမျိုးတွေစိတ်တော့ကပြီးတတ်တဲ့လာဖြစ်တယ်အတ္တိတွယ်တတိထားစင်ကျင်ပြန်တော့တော့လိုအပ်ပါတယ်ရွှေနဲ့ပတ်သက်ပြီးအကျိုးပေးပါတယ်အထက်အလေးတွေတိတိပနတ်တွေလက်ဆောင်ရရှိတာမျိုးဒဇာလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်ပါတယ်ပူဇာဘက်ပူဇာရှင်တွေနဲ့လူငယ်များအနေနဲ့စုံတွေ့ရပြီးအဆက်အသွယ်ပြတ်နေတော့မိတ်ဆွေများဝေးပွားနေတော့မိတ်ဆွေများအနေနဲ့အဆက်ဆက်ရရဒီလာတာအတွင်းမှာအဆင်ပြေအောင်မြင်ပြီးတော့တိုးတက်နိုင်ပြီးတော့ပြန်လဲစုံစည်းရတာမျိုးတိုင်ပင်ချင်း ဆေးဆက်ရှင်တွေအတွက်တော့တိတ်ကိုအားသာကောင်းမှုတို့တက်စီပါလေခင်ဗျာဒါပြင်ဗုဒ္ဓဘုရားဥသာသမီးမိတ်ဆွေများဒီလတာတော်တို့မှာအချွေရောင်အနီရောင်ခဲရောင်အကျိုးပေးပါတယ်အကျိုးပေးသောအရာဟာတောင်ဆူဆူရက်ဖြစ်ပြီးတော့စန်တီယာရက်ကတော့မြောက်ရက်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုရင်တော့ခုနှစ်ကနန်းကိုကနန်းနှစ်ကနန်းတရားမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတို့ဒီတလတာတော်တို့မှာဆိုရင် ဗုဒ္ဓဘူးသာသမိမိတ်ဆွေများအနေနဲ့တောက်ကြသာသမိတနင်္လာသာသမိတွေနဲ့တွဲဖက်လှုပ်ဆောင်မှာရာဟုသာသမိများအနေနဲ့ကတော့ တောက်ကြသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရင်ကန်ရရရဲ့ထောက်ကူကိုရရှိတတ်တော့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့ပြင်လှုပ်လှုပ်ချာချာလှုပ်လှုပ်ခက်ခက်လှုပ်ပါမိစေတို့အနေနဲ့ဆက်ပစ္စည်းအသစ်ဝင်လာတာမျိုးလေးတွေမိသားစုအတွင်းမှာယုတ်တိရမတင်မှာပဲကြမ်းမာရင်ညံ့လာတာမျိုးပြဿနာအကြီးကြီးပဲပဋိပက္ခတက်လာပြီဆိုရင်လူဝင်မတော်လို့ဖြစ်စေဆက်ပစ္စည်းအဝင်မတော်လို့ဖြစ်စေဖြစ်ပါလိမ့်မယ်။ဒါကြောင့်ကိုကိုယ်တိုင်ညာရေးခရီးတရက်ထွက်လိုက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်ဆက်ပစ္စည်းအဟောင်းအဆုတ်တွေကိုဆွန့်လိုက်တာမျိုးဖြစ်စေရမိစေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမွန်ပါလေ။ဆက်တူလုပ်ငန်းတွေညံ့ပါလေ။စားသောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ သူများတွေးတာကန်ဆာလေးဒီမှာတတိထားဆင်ကျင်ပင်ရန်လိုအပ်သောကာလအပိုင်းရှာဖြစ်ပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဘာကုမစိုးပလန် A ပလန် B ထားပြီးလို့ရင်ဒီလဟာကန်တရားရဲ့အထောက်အကူကိုရရှိတတ်ပါတယ်အဋိဌံပြုလို့တဲ့ဆရာငယ်ဗုဒ္ဓဘုရားဦးတာသမီးများအဋိဌံပြုလို့တပဆိုရင်တော့ဖြင့်အဲဒုက္ကတောလောကဝိတုဆိုတော့ဘုံတော်ပတိကိုတနေ့ကို၄ပတ်လုံးနဲ့၁၁ရက်တည်းတည်းစိတ်တာမျိုးဖြစ်စေတကယ်လို့မှ အထက်လူကြီးအကြီးအကဲတွေနဲ့အစင်မပြေရင်တမ္မာတမ္ပုတ်တော့ဆိုတော့ပတိကိုစိတ်ချင်းဖြင့်နေရာထိုင်ခဲ့တဲ့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့ရှေ့တို့အစင်ပြအောင်ရင်တို့တက်စီမှာအတိကြပဲဖြစ်တယ်ဒီတလကတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုတ်မှုဆောင်ရွက်ပြောဆိုတဲ့အခါမှာအဲမိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသာသမီများအနေနဲ့အရေးကြီးသောကိစ္စတွေမိမိတို့ရဲ့ဟို လူရမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြီးကြရင်အနီရောင်အဝါရောင်တို့များများပါသောအယောင်တွေကိုဝစ်ဆင်တော့ပါမိမိတို့ရဲ့ဟုတ်လားအရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်မျက်စွာဖျားမှာတောက်ရီအေးအေးလေးနှစ်ဖက်ကလေးကိုလှူပြီးတော့ဆူတောင်းသွားရင်အောင်မြင်တိုးတက်စီမှာအသေးချာပဲဖြစ်တယ်ဒီလာတာတော့ဒီမှာဆိုရင်အရှိတောင်တောင်ရက်ကိုတတိထားပြီးသွားပေးပါထို့အပြင်မိတ်ဆွေတို့နေနဲ့အရှိမြောက်တောင်ရက်ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပါတယ်ခင်ဗျတနင်္ဂနွေသားသမီး မိတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေသားသမီးတွေနဲ့တွေ့ဖက်မလုံရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီကတာတော့ဒီမှာအဆက်ဆက်ရရမိမိတို့ရဲ့ရောင်းကုန်မှုတွေဝယ်ကုန်တွေရောင်းထွက်အရောင်းသွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုအဲမိစ္ဆာတို့ရဲ့ကုန်ပစ္စည်းတွေမှန်လည်းမရဘူးเสียรู้โหที่กะเลตะชาวเนี่ยที่ขောက်ย้ายปုတ်ပြီးတော့ยาวมาก็อย่างตัวอย่างถั่วตัวสิมาอเตจาပဲဖြစ်တယ်မိမိတို့ရဲ့ဟလာဟိုဒီตระดาดอတွင်มาဆိုလို့ရှိရင်တော့ကန်ဆာတွေပွင့်လန်းစီရအတွက် အဟိုဆန်းလို့စီးလို့ဆေးလို့စားလို့ဒီအစားရှိတဲ့အရာလေးတွေအင်္ဂါနံပစ္စည်းလေးတွေများများလူတာမျိုးလေးတွေဖြစ်စေအဆန်နဲ့ပတ်သက်ပြီးမရှိစင်းရသားလေးကိုဝေမျှပေးတာမျိုးတို့အဆွနလို့ဒီလိုအင်္ဂါနံပစ္စည်းလေးတစ်ခုခုကိုလူတန်းပြီးကျင်အားဖြင့်ကုသိုလ်လုပ်ခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးအညံ့တွေကနေပြပြောက်သွားပါမယ်ဘုဒ္ဓဘုဒ္ဓဘုရားတာသမိမိတ်ဆွေများဒီတလတာတော့ဒီမှာအဆတ်ဆာရဲ့အောင်မြင်စင်ပြေဇီယံအတွက်ပြုလုပ်ရမယ်ရေရာကိုမပြောမီ ကျေးဇူးတင်ပါတယ်ဆရာလည်းနောက်ပိတ်ရမိချင်း0939 0939 0190210 7902901 what at telegram မှာဖြစ်စီ viber number 9653505052မင်းမြန်နိုင်ကြောင်းနဲ့အဲတစ်ခုလောက်ကြံပြပါစီဆရာ ကင်မရာအနေနဲ့ကြည့်ရတာအဆင်မပြေရင်တောင်းပန်ပါလေဆရာကြီးမှာဗီဒီယိုရည်သွေးလေးမြင့်တဲ့ဘောနဲ့ကျွန်တော်ရိုက်ခွင်းလေးတွေရောပုံစံလေးတွေရောရှင်းရိုက်ထားတဲ့အတွက်အဲကျွန်တော် underline ဖြစ်နေတာတော့နားလည်ပြီးပါခင်ဗျာကျေးဇူးတင်ပါတယ်ဘောတကူရအောင်သာသမီမေဆွေတွေဒီပလတာတို့ဒီမှာအဆက်ဆက်ရရအဆင်ပြေအောင်မြင်စေပြီးငွေကြီးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ဟိုဟိုပကံများလေးတစ်ချက်တည်းမှာ ဆံကလေး၃စုပ်ကိုကုတ်ထဲပါဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဆံကလေး၃စုပ်ကိုကုတ်ထဲပါကုတ်ထဲပြီးတဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့ဟိုဆွနာလိုပေါ့စားလေးနဲ့ငယ်ထုတ်တာမျိုးဟိုဆရာတို့ဘန်းလေးတစ်ချက်ထဲမှာပဲပကံပြားတစ်ချက်ထဲမှာပဲဆံစီ စေစားဆိုရဲအလူလေးနဲ့ငွေလေး3000ကျပ်ကိုဟုတ်လားငွေလေး3000ကျပ်ကိုဆရာတို့လိတ်ပြီးတော့ကတော့လို့ထိုးပြီးတော့သတိကံလို့ဖြစ်စေကတော့လို့ဖြစ်စေထိုးပြီးတော့မိတ်ဆွေတို့ရဲ့နေအိမ်ဖရားမှာလူဒန်းအချင်းအဖြစ်ဖြစ်စေမိမိတို့ရဲ့ဈေးဆိုင်လုပ်ငန်းမှာဖရားမှာလူထားခြင်းအဖြစ်မိတ်ဆွေတို့အတွက်ငွေကြေးကံကောင်းစေပါလေဈေးရောင်းကောင်းစေပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းစေရန်အတွက်မြတ်စွာဘုရားမှာလူထားတဲ့တောက်ရီကွက်ထဲကရေကိုစွန့်စွန့်ပြီးတဲ့အခါ လက်ညိုးလေးနှစ်ချောင်းနဲ့နှစ်ပြီးတော့လောကဝိဒူဆိုပြီးအခေါက်40ရွတ်ပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်လေးဈေးဆိုင်လေးစိုင်းလေးလုပ်ငန်းတွေကိုဖျန်းခြင်းအဖြစ်အဆက်ဆက်ရအဆင်ပြေပြီးပိတ်နေတဲ့လက်တွေပွင့်လန်းလာစီမှာအသေးချာအကြောင်းပြောရင်းနဲ့ ဗုဒ္ဓဘုရားသာသမိမိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်နိုဝင်ဘာလအပြင်မှာဆက်ဆက်ရဲရတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြိုးခဲ့သူစီးစိန်ဥစ္စာများတိုးဝါအောင်မြင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းနေတယ်ဆရာကဘလို့ရှင်နေရှိတော့ဆရာနည်းနည်းလေးပုံစံရည်သွင်းမြင်တာလေဘလို့ရှင်နေရှိလဲဆိုတာလေးကြည့်ရတော့ကွန်မန့်ပေးခဲ့ပါဦးခင်ဗျာကျွန်တော်အနေနဲ့လိုအပ်တာကိုခင်ဗျားတို့အမြဲတမ်းရှိနေကြောင်းနဲ့ကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်လိုရုပ်ချောပါစေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်